ရိုင်းနေရဲဆုံးခွာပြည်သူများနေထိုင်မှုကိုလဲလဲကြည့်ရှုစစ်ဆေးကဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက်နေရဲဆုံးခွာပြည်စစ်တွေမျိုးပေါ်မှာစစ်ပေးချောင်ဖို့ရောက်နေကြတဲ့စစ်ပေးချောင်ပြည်သူတွေကိုစစ်ကောင်စီကနေရဲအတွက်မှာပြန်လည်ဝင်ရောက်နေထိုင်ကြဖို့အတွက်ဖိအားပေးပြဆိုတာတွေရှိနေတယ်လို့စစ်ပေးချောင်ပြည်သူတွေကပြောပါတယ်စစ်ကောင်စီရဲ့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းဟာပြီးခဲ့တဲ့အေဗီလာ28ရက်နေ့မနက်ပိုင်းကစစ်တွေမျိုးမှာရှိတဲ့စစ်ပေးချောင်နယ်နေထိုင်တဲ့ရက်ဦးကောင်းတို့ကြီးကြောင့်ဓမ္မရိုက်တာပေါင်းတို့ကြီးကြောင့် ဝိဇ္ဇသတိဘုံလေးကြီးကျောင်းတွေကိုတော့ရောက်ခဲ့ပြီးတော့အဲ့ဒီမှာနေထိုင်နေတဲ့စစ်ပေးဆောင်ပြည်သူတွေနဲ့တွေ့ဆုံတာမိမိနေရက်ကိုပြန်လည်ဝင်ရောက်နေထိုင်ကြဖို့စစ်ပေးဆောင်ပြည်သူတွေကို PRP ပြုစုခဲ့တာဖြစ်တယ်လို့စစ်ပေးဆောင်ပြည်သူတို့ကပြောဆိုပါတယ်။ဒါ့အပြင်နေရက်ပြန်နေထိုင်တဲ့စစ်ပေးဆောင်ပြည်သူတွေကိုစစ်ကောင်စီကနေပြန်ဆောက်ပေးတာတွေပြန်ကြံ့ဝင်ခနဲ့တိုင်းစီကိုလည်းထောက်ပံ့ပေးရတာတွေလောက်ဆောင်ပေးသွားမှာဖြစ်တယ်လို့ပြောဆိုထားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီလိုစစ်ကောင်စီကနေရက်ပြန်ခိုင်းတဲ့အချိန်မှာ သူတို့တက်စကန်တွေရှိတဲ့စစ်တွေမျိုးနဲ့အတွင်းကဂျမ်မကောက်ကြောက်တန်းကြီးကြောက်တန်းရှိကြီးရတွေကဒေသခံပြည်သူတွေကိုအလေးထားဖိအားပေးပို့ဆောင်ခဲ့တာဖြစ်ပြီးတော့တချို့ပြောင်းချက်နေသူတွေလည်းရှိနေကြပြီဖြစ်တယ်လို့လည်းဆိုပါတယ်အခုလောစစ်ကောင်စီတက်စကန်နဲ့ကြီးတဲ့နေရာကပြည်သူတွေကိုစစ်ကောင်စီအနေနဲ့နေရပြန်ဖို့အတင်းဖိအားပေးပို့ဆောင်လာတာဟာစစ်ကောင်စီကအရသာပြည်သူတွေကိုလူသားတိုင်းအနေနဲ့အကောင်ပြုရှင်းနေတာဖြစ်တယ်လို့ ဟာရခတ်တက်တူရဲ့လယ်နေကြီးပြက်ခတ်တက်ခိုက်ခဲ့ရန်ကိုကာကွယ်ဖို့အတွက်အခုလိုစစ်ပွဲရှောင်ပြည်သူတွေကိုနေရပြန်ခိုင်းနေတာဖြစ်တယ်လို့လည်းစစ်တွေရဲ့စီရေးအရှင်တွေကိုစောင့်ကြည့်လေ့လာနေသူတွေကတုံ့ပြန်ပြုဆိုထားပါတယ်။အဲဒါကြောင့်ဒေသခံပြည်သူတွေအနေနဲ့မိမိနေရအတွက်မှာလုံခြုံမှုမရှိတဲ့အခြေအနေတွေမှာရှိလာနေတာကြောင့်နေရပြန်လည်ဝင်ရောက်နေတဲ့ပုံဆိုတဲ့ကိစ္စဟာအထုသတိထားရမယ့်ကိစ္စတရဖြစ်တယ်လို့လည်းတုံ့ပြန်ပြုဆိုမှုတွေလည်းရှိနေကြပါတယ်။ဒါအပြင်စစ်ကောင်စီတပ်တွေဟာ စစ်တပ်မျိုးမကြဆုံးစီရဲ့အတွက်လက်ရှိမှာလဲစစ်ရင်အဖြစ်တင်းတာခါစစ်အတွက်အဆောက်အဦးတွေခိုင်မာတိဆောက်တာတွေကိုလည်းစတိတ်လောက်ဆောင်နေတာရှိသလိုမကြခဏဆိုသလိုလဲစစ်ကောင်စီတက်စကိုင်းတွေကလက်လက်ကြီးနဲ့ပြက်ကတ်တက်ခိုက်တာတွေလောက်ဆောင်တာတွေရှိနေတယ်လို့လည်းတင်သက်ခိုင်တွေကဆိုကြပါတယ်အရက်ကတက်တော်အနေနဲ့လက်ရှိမှာစစ်ကောင်စီလက်ထက်ကလည်းတိမ်ပိဖို့ကြက်ချင်းနေတဲ့စစ်တွေကြောက်ခုနဲ့မအောင်မျိုးတွေကိုလည်းဆက်လက်ထုတ်စစ်ဆန်တက်ခိုက်သွားမယ်လို့လည်းတိုးတက်ဆိုထားပါတယ်